င်္ဂလာပါရှင်2025ခုနှစ်မေလ10ရက်နေ့ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မမှုပါရှင်။ main online ရုရှားရောက်ချိန်မှာယူကရိန်းကရုရှားနိုင်ငံမော်စကိုမြို့ကိုတာဝန်ပစ် drone တွေနဲ့တိုက်ခိုက်လိုက်ပါပြီ။မော်စကိုလေဆိပ်မှာလည်းလေကြောင်းခီးစဉ်240ကျော်ဖြတ်သိမ်းရွှေ့ဆိုင်လိုက်ရပါတယ်ရှင်။ TNN တွေတင်ပိုက်ထားတဲ့အမျိုးတွေကနေထွက်ပြေးလာတဲ့ဝန်ထမ်းတွေကိုစစ်ကောင်စီကယာယီယုံတွေဖွင့်လှစ်ထားပြီး ရန်နရတွေဆက်လက်နေပတ်ခိုင်းတယ်လို့သိရပါတယ်။တိမ့်ပိုက်ခံထားရတဲ့မြို့နယ်တွေကိုအချိန်မရွေးပြန်ဝင် အုပ်ချုပ်နိုင်ဖို့အသင့်ပြင်ခိုင်းထားတယ်လို့လည်းသိရပါတယ်ရှင်။ထိုင်းမြန်မာနယ်စပ်မောတောင်ကုန်းတွယ်ရေးလမ်းပိုင်းကိုစစ်ကြောင်ထိုးနေတဲ့စစ်ကောင်စီတပ်ကိုလေးလာကြတိုက်ခိုက်မှုမှာတရေမှုဒုတရေမှုနဲ့ဒုဖို့မှုအပါအဝင်စစ်သား150ဦးထပ်မင်းထိခိုက်ဒေဆုံးခဲ့ပါတယ်။ တိုက်ပွဲအတွင်မှာစစ်ကောင်စီတပ်သား12ဦးလက်နက်ချအလင်းဝင်လာတယ်လို့လည်းဆိုပါရရှင်။စစ်ကောင်စီလောက်ကလာရှုံမြို့မှာဓမြတိုက်မှုတွေဆိုးရွားနေပါတယ်။စစ်ကောင်စီ ပြန်ဝင်လာပြီးတဲ့နောက်ဓမြတိုက်မှု9ခုဖြစ်ပွားပြီးတရခန့်တွေကိုဖမ်းမမိဘူးလို့ဆိုပါရတယ်။ PDF တက်တွေအတွက် NUG အစိုးရကဒေါ်လာ24တန်းကျော်သုံးစွဲထားတယ်လို့ဆိုပါရရှင်။ဒီသတင်းလေးနဲ့တူဒီကနေ့မနက်ခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ အတန်းဖတ်စစ်ခေါင်းဆောင်မေယောလိုင်းရုရှားနိုင်ငံကိုရောက်ရှိနေချိန်မှာယူကရိန်းကရုရှားနိုင်ငံမော်စကိုမြို့ကိုတာဝန်ပစ် drone နဲ့တတိယနေ့အဖြစ်ဆက်လက်တိုက်ခိုက်လိုက်ပြီးရုရှားနိုင်ငံလေကြောင်းခီးစဉ်240ကျော်ဖြတ်သိမ်းရွှေ့ဆိုင်လိုက်ရကြောင်း AP သတင်းတရက်ကသိရပါဗျ။ရုရှားစံတော်ချိန်မေလ9ရက်နနက်ပိုင်းနဲ့ညနေပိုင်းတို့မှာယူကရိန်းကရုရှားနိုင်ငံမော်စကိုမြို့ကိုတာဝန်ပစ် drone နဲ့ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီးအတန်းဖတ်စစ်ခေါင်းဆောင်မေအောင်လိုင်းက ရုရှားစံတော်ချိန်မေလ9ရက်နေ့ညနေ4နာရီမှာရုရှားနိုင်ငံမော်စကိုမြို့ကိုစိုက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ယူကရိန်းက drone နေနဲ့ရုရှားနိုင်ငံမော်စကိုမြို့ကိုတိုက်ခိုက်မှုမှာတတိယနေ့တိုက်ခိုက်မှုဖြစ်ပြီးရုရှားကယင်းပြင်းနီအောင်ပွဲနဲ့စစ်ရေးပြအခမ်းအနားအတွက်ပြင်ဆင်နေချိန်မှာယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်မော်စကိုမြို့မှာရှိတဲ့အဓိကလေဆိပ်တွေကလေကြောင်းခရီးစဉ်တွေဖြတ်သိမ်းခြင်း၊ရွှေ့ဆိုင်ခြင်းတွေလှုပ်ဆောင်ခဲ့ရပါတယ်။ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့် ရုရှားလေကြောင်းလိုင်းမေလ9ရက်နေ့နှစ်နှစ်ပိုင်းမော်စကိုမြို့ကို အသွားအပြန်လေရင်ခီးစဉ်ပေါင်း100ကျော်ကိုဖျက်သိမ်းခဲ့ရပြီးလေကြောင်းခီးစဉ်140ကျော်မှာနှောက်နေခဲ့ရပါတယ်။ရုရှားနိုင်ငံရဲ့မော်စကိုမြို့ကိုမြို့တော်ဝန်ကမေလ9ရက်နေ့နှစ်နှစ်အစောပိုင်းယူကရိန်းရဲ့ drone ကိုစင်းနဲ့တိုက်ခိုက်မှုကိုတားဆီးနိုင်ခဲ့ကြောင်းမေလ9ရက်နေ့ညနေပိုင်းမှာယူကရိန်းရဲ့ တိုက်ခိုက်ရေး drone 15စင်းကိုချိန်မုံခဲ့ရကြောင်းပြောဆိုပါတယ်။ယူကရိန်းရဲ့ drone တွေနဲ့မော်စကိုမြို့ကိုတိုက်ခိုက်မှုကမေလ6ရက်နေ့ရုရှားရဲ့80ပြည့်ရင်းပြင်းဒီနှစ်ပတ်လည်အခမ်းအနားပြင်ဆင်မှုကိုနှောက်ယှက်ရန်ရည်ရွယ်ထားပုံရတယ်လို့သတင်းတွေကဆိုပါတယ်။ယူကရိန်းရဲ့ drone တိုက်ခိုက်မှုတွေကြောင့်ယူကရိန်းစစ်ပွဲအတွင်အခြေအနေကောင်းမှုနေပြီလို့ရုရှားသမ္မတပူတင်ရဲ့သတင်းပေးမှုကိုလက်ခံထားတဲ့ရုရှားနိုင်ငံသားတွေကို တုံ့လုံစေခဲ့ကြောင်းရုရှားကို လာရောက်မဲ့နိုင်ငံတကာခေါင်းဆောင်တွေအကြားရုရှားနိုင်ငံအတွက်အရှက်ရစေနိုင်ကြောင်းသတင်းတွေမှာဆက်လက်ရေးသားထားပါတယ်မေလ9ရက်နေ့ယင်းပြင်းနီခြိတက်ပွဲအတွက်ရုရှားကလုံခြုံရေးတင်းကျပ်ထားပြီးမင်းအောင်လိုက်တရုတ်သမ္မတအပါဝင်နိုင်ငံ20ကျော်ကခေါင်းဆောင်တွေလည်းလာရောက်မှာဖြစ်ပါတယ်ရုရှားနိုင်ငံကမော်စကိုမှာကျင်းပမဲ့ယင်းပြင်းနီ280ပြည့်အောင်ပွဲအခမ်းအနားနဲ့တိုက်ဆိုင်စွာတစ်ဖက်သက် 82နှစ်ရဲ့အကြအပြစ်ခတ်ရက်ဆယ်ဖို့အစီအစဉ်ထားကြောင်းလည်းသိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးအဖြစ်တအန်းတင်အန်နန်တွေကတိမ့်ပိုက်ထားတဲ့နောင်ချိုကြောက်မဲတီဘောမိုးကောင်းနဲ့မိုးမိတ်မြို့နယ်တွေကထွက်ပြေးတိမ့်ရှောင်ခဲ့ရတဲ့အုတ်ချုပ်ရည်နဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုစစ်ကောင်စီကပြန်လည်စုစည်းခေါ်ယူနေပြီးမြို့နယ်တွေကိုပြန်လည်ဝင်ရောက်အုတ်ချုပ်စီမံနိုင်ရေးပြင်ဆင်ဖို့ထပ်မံညွှန်ကြားလာကြောင်းနေပြည်တော်စစ်ပတ်တရေးမြစ်ကပြောပါတယ် ဧပြီလမှာတရုတ်နိုင်ငံကုမင်းမြို့မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီနဲ့တန်တန်နေအကြဆွေးနွေးပွဲမှာတန်တန်နေကတိမ့်ပိုက်ထားတဲ့မြို့နယ်တွေကိုပြန်ပေးဖို့စစ်ကောင်စီကတောင်းဆိုခဲ့မှုမအောင်မြင်ခဲ့ပေမဲ့စစ်ကောင်စီကထပ်မံပြီးတော့ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေတရင်ပူကြရန်သက်ဆိုင်ရာမြို့နယ်တွေကိုပြန်လည်ဝင်ရောက်စီမံအုပ်ချုပ်နိုင်ရန်အတွက်ကြိုးတင်ပြင်ဆင်ထားရန်အခုမေလမှာထပ်မံညွှန်ကြားလာကြောင်းလည်းသိရပါဗျာ။ TNN နဲ့တင်ပိုက်ချတဲ့မြို့နယ်တွေကနေတိတ်ရှောင်လာရတဲ့အုတ်ချုပ်ရည်နဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုတည်င်းပေးဖို့ကြားဖို့နဲ့အခုယာယီရုံးတွေမှာပုံမှန်အတိုင်းရုံးပြန်တက်ကြဖို့ညွန်ကြားပါတယ်။ဥပမာဆိုရင်မိုးကုတ်မြို့အတွက်ထွေအုပ်လာဝါကနဲ့ဌာနဆိုင်ရာယာယီရုံးတွေကိုမန္တလေးမှာထပ်ပြီးတိုးချက်ဖွင့်လှစ်တာရှိတယ်။အဲ့ဒီယာယီရုံးတွေမှာမိုးကုတ်နဲ့ဆက်ဆက်တဲ့ဌာနဆိုင်ရာအုတ်ချုပ်ရည်လုပ်ငန်းတွေကိုပုံမှန်အတိုင်းလဲပတ်ခိုင်းထားတယ်။ မလာသေးတဲ့ဝန်ထမ်းတွေလည်းရှိတော့ဒီမေလထဲမှာယာယီရုံးတွေမှာရုံးတက်ကြဖို့ထပ်ခေါ်တာသဘောတရားကတော့သိမ့်ပိုက်ခံထားရတဲ့မြို့နယ်တွေပြန်ရတဲ့အခါမှာအုတ်ထုတ်ရည်နဲ့ဌာနဆိုင်ရာအသင့်အစားထိုးနိုင်မှုဆိုရပါလို့နေပြီးတော့စစ်ဘက်တရင်ရင်မြစ်ကဆိုပါတယ် CNN တွေကသိမ့်ပိုက်ထားတဲ့မြို့နယ်တွေကိုပြန်လည်မပေးနိုင်ကြ တရားဝင်ထုတ်ပြန်ပြောဆိုထားတဲ့ကြားကစစ်ကောင်စီကတိမ့်ပိုက်ခံမြို့နယ်တွေကိုအုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာလုပ်ငန်းတွေပြန်လည်လည်ပတ်ခိုင်းနေခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။ဖြစ်နိုင်တာကလာရှိုးရသွားပြီးတဲ့နောက်မှာတရုတ်နိုင်ငံရဲ့ပြင်းထန်တဲ့ဖိအားနဲ့ကြံတဲ့မြို့နယ်တွေလည်းမဖြစ်မနေပြန်ရမယ်လို့ယုံကြည်တွက်ဆထားတယ်လို့ယူဆပါတယ်။ ဒါကြောင့်တိမ့်ပိုက်ခံထားရတဲ့မြို့နယ်တွေရဲ့အုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာလုပ်ငန်းတွေကိုလက်ပတ်ခိုင်းထားတယ်လို့ယူဆတယ်လို့နေပြည်တော်စစ်ပတ်သတင်းရေးမြစ်ကဆိုပါတယ်။မေလာ၄ရက်နေ့မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ TNN တွေကတိမ့်ပိုက်ထားတဲ့မြို့နယ်တွေကိုစစ်ကောင်စီထံပြန်ပေးရန်တရုတ်နိုင်ငံရဲ့ PR ရှိနေပေမဲ့ပြန်လည်ပေးမှာမဟုတ်ကြောင်း TNN တွေတွဲဖက်အထွေထွေအတင်းရေးမှုနှစ်ဘုံမူကြီးတာပန်လာကထုတ်ဖော်ပြောဆိုထားပါတယ်။ စစ်ကောင်စီနဲ့တရားနာရေးအကြားဆွေးနွေးပွဲကိုလာမယ့် off color မှာပြန်လည်စတင်ရန်သဘောတူညီထားကြောင်း TNN တွေကတရားဝင်ထုတ်ပြန်ထားပါတယ်ရှင်။ဆက်လက်ပြီးတနင်္လာရီတိုင်းထိုင်းမြန်မာနယ်စပ်မောတောင်ကုန်းကွယ်ရေးလမ်းပိုင်းကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုလေးလကြာတိုက်ခိုက်မှုမှာတည်ရင်မှုဒုတည်ရင်မှုနဲ့ဒုပုံမှုအပါအဝင်စစ်သား150ဦးထက်မနည်းထိခိုက်ဒေဆုံးခဲ့ကြောင်းကိုတောင်တမန်အထူးစစ်ကြောင်းကတာဝန်ရှိသူတို့ကပြောပါတယ်။ 2024ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှ2025ခုနှစ်မေလ6ရက်နေ့အထိတိန်ခွန်မောတောင်နေဆက်ပုံသွယ်ရေးနံပိုင်းကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ KNN တွေပူးပေါင်းမဟာမိတ်အဖွဲ့တွေကနေ့စဉ်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ထိတွေ့တိုက်ပွဲတွေအကြိမ်ရေ100ကျော်ထက်မနည်းဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးသူ150ဦးထက်မနည်းရှိကတေဆုံးသူတွေထဲမှာတရင်မူတအူ ဒုတက်ရင်မူတဦးနဲ့ဒုဖို့မူတဦးလည်းပါဝင်ကြောင်းသိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြံဖတ်စစ်တပ်ဖက်မှစစ်ကောင်စီတပ်သား12ဦးလက်နက်ချပြီး KNN နဲ့ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ Bluff Cobra စစ်တောင်းထံကိုလက်နက်နဲ့အတူအလင်းဝင်လာတယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားတွေမှာခမရ431တပ်မှစစ်ကောင်စီတပ်သား3ဦး MA1 တပ်နက်3လက်ခမရ နှစ်ရှစ်တုံညာတည့်ရမှစစ်ကောင်းစီတက်တာ၃ဦးအမေဝါတနက်နလခလာရစခုံတည့်ရမှစစ်ကောင်းစီတက်တာ၆ဦးအမေဝါတနက်လေးလက်အမေတူးတနက်နလနဲ့လက်ပြပုံ၆လုံးလို့ကိုယူဆောင်ခဲ့တယ်လို့သိရပါတယ်အလင်းဝင်လာတဲ့စစ်ကောင်းစီတက်သားတွေကိုတည့်ရင်၁၁တည့်ရမှုကစုချင်းငွေတဦးလင်ငွေကျပ်၃၅၀စီဂုံပြုတ်စုချင်းမြင်ခဲ့တယ်လို့လဲဆိုပါတယ် စစ်ကောင်စီကနေပြီးတော့စစ်မှုထမ်းအတင်းခေါ်ပြီးတော့စစ်ကောင်စီထံမှမနေလို့ပဲပြည်သူတွေထံပူးပေါင်းလာပြီးတော့တရင်17ထံမှလက်နက်နဲ့အလင်းဝင်လာတာပေါ့အဲ့လိုအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားတွေကိုဂုံပြုတ်စွန့်ဝေးပေးပြီးတော့ကြိုးဆူခဲ့တယ်လို့ခွတ်တောင်တမန်အထူးစစ်ကြောင်းမှတာဝန်ရှိသူတို့ကပြောပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီအဖွဲ့ပြန်လည်နေရာယူထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနှာရှုံမြို့မှာဓမြတိုက်လူရောက်မှုတွေ ဆိုးရွားစွာဖြစ်နေပြီးမေလ6ရက်နေ့နဲ့9ရက်နေ့မှာဓမြတိုက်ခံရမှုတုံးမှုဖြစ်ခဲ့ပါတယ်မေလ9ရက်နေ့နနက်ပိုင်းနဲ့ညနေပိုင်းမှာလာရှိုးမြို့ရေပန်းလမ်းစုံအနီးမှာရှိတဲ့ကားဝက်ရှော့တစ်ခုနဲ့စားသဆိုင်တစ်ခုကိုတနက်ကင်ထားတဲ့လူတချို့ကဓမြတိုက်သွားတယ်လို့မြို့ခံတအူကပြောပါတယ်မိန်လမကြီးပုံမှာပဲဖြစ်နေတာနေ့တိုင်းဖြစ်နေတာတရားဥပဒေစိုးမိုးမှုကဘာမှမရှိတော့ဘူးလို့လာရှိုးမြို့ခံတအူကပြောပါတယ် ပေလာ6ရက်နေ့ကလည်းအမတ်1ရဲစခန်းတိုက်တန်းရှိ ဖုံးဆိုင်ဓမြတိုက်ခံရမှုဖြစ်ခဲ့သေးတယ်လို့မြို့ကန်တအူကပြောပါတယ်။အဲ့ဒီဓမြတိုက်မှုအတွေ့လူထိခိုက်မှုမရှိခဲ့ပေမဲ့ကားငွေနဲ့ဖုန်းတွေပတ်သွားတယ်လို့သိရပါတယ်။လာရှိုမြို့မှာနေ့လယ်ခင်းများပါဓမြတိုက်မှုဖြစ်ပွားနေ၍တတိပြုနေထိုင်ကြရန်စစ်ကောင်စီဝါရဖြန့်ချီရေးတည်င်းထောက်အမြေခံတွေကကိုယ်တိုင်တတိပေးနေကြပါတယ်။ အရှင်မြောက်တိုင်းစစ်ဌာနချုပ်ရမခအပါဝင်နာရှုမြို့ကိုကိုကတ်ကျမရော MMDA က2024ခုနှစ်အော့ဖ်ကလာမှာတိမ့်ပိုက်ထိန်ချုပ်ခဲ့ပြီးအထူးဒေတာတစ်အဖြစ်ထဲ့သွင်းသတ်မှတ်ပြီးအုတ်ချုပ်ရေးရန်တရားအသက်သွင်းနေစဉ်မှာတရုတ်အစိုးရရဲ့ဖိအားကြောင့်စစ်ကောင်စီထံကိုပြန်လဲပေးအပ်လိုက်ရတာပါမြို့ပေါ်ရက်ကွက်12ခုကိုသာ MMDA ကပြန်ပေးခြင်းဖြစ်ပါတယ် ဧပြီလ16ရက်နေ့ကစပြီးလာရှိုးမြို့ကိုစစ်ကောင်စီအဖွဲ့ပြန်ဝင်လာစဉ်ကတည်းကတရုတ်အထူးကိုယ်စားလှယ်တိတ်ရွှေချင်းဦးဆောင်တဲ့အပြစ်ခတ်ရက်စဲမှုစောက်ကြည့်ရေးအဖွဲ့ရဲ့ကာဝယ်မှုနဲ့ဝင်ရောက်လာခြင်းဖြစ်ပါတယ်စစ်ကောင်စီကလာရှိုးမြို့ကိုမအုပ်ချုပ်နိုင်သေးပဲတရားဥပဒေစိုးမှုမှုမရှိတဲ့အခြေအနေဖြစ်နေတယ်လို့မြို့ကတချို့ကပြောပါတယ်စစ်ကောင်စီပြန်ဝင်လာတဲ့ဧပြီလ20ရက်နေ့နောက်ပိုင်းမှာဓမြတိုက်မှု ငါမှုဖြစ်ခဲ့ပြီးတရခံဖမ်းမိခြင်းမရှိသလိုတိုင်စရာနေရာလည်းမရှိကြောင်းမြို့ခံတွေကပြောပါတယ်။စစ်ကောင်စီကဘာအုပ်ချုပ်ရေးမှလည်းမလဲပတ်နိုင်ဘူး။စေယုံတော်မလဲပတ်နိုင်သေးဘူး။တခုခုဖြစ်ရင်တိုင်စရာနေရာလည်းမရှိဘူး။ကိုကန့်တဲ့အုပ်ချုပ်တုံးကဒီလိုမဟုတ်ဘူး။ကိုကန့်ကချက်ချင်းအရေးယူတာအခုအချိန်နေစိုးသွားပြီလို့လာရှုံမြို့ကတူကပြောပါတယ်။စစ်ကောင်စီအဖွဲ့စိုးမိုးထားတဲ့ရန်ကုန်မန္တလေးပြည်ဦးတွေနဲ့မုံရွာမြို့တွေမှာဓမြတိုက် လူသက်လူရောက်မှုတွေမကြာခဏဖြစ်ပွားနေပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတပ်ဖွဲ့တွေစတင်တီထောင်ချိန်ကစပြီးယနေ့ထိထောက်ပံ့မှုဇယိတ်အဖြစ် American Dollar 24.6တန်းခန့်သုံးဆွဲထားကြောင်းမြို့သားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကယနေ့မှထုတ်ပြန်ချပါတယ်။ဒီပမာဏကလက်ရှိ American Dollar ပြန်ပပေါက်စေ၄400ကျပ်နှုန်းဖြစ် တွက်ပါကကျပ်ဘီလီယံ130ခန့်ရှိပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနကနိုင်ငံတော်ဝန်မှဖွဲ့စည်းထားတဲ့ PDF တပ်ရင်းတပ်ဖွဲ့300ကျော်ကို28ကြိမ်တိတိထောက်ပံ့စရိတ်ပေးအပ်ခဲ့ပြီးယခုနောက်ဆုံး28ကြိမ်မြောက်ထောက်ပံ့ပေးမှုမှာ American Dollar 300တသမ6သန်းခန့်သုံးစွဲခဲ့တယ်လို့ဆိုပါတယ်။ PDF တပ်ရင်းတပ်ဖွဲ့တွေအတွက်ထောက်ပံ့မှုစရိတ် 60ရာခိုင်နှုန်းဖြစ်တဲ့ American Dollar 22.5တန်းကိုပြည်သူဒေါ်လာရေးထောက်ပို့တက် PRF ရဲ့34လတာကာလအတွင်းကောက်ခံရရှိတဲ့ဘဏ္ဍာငွေများမှထုံးနှုတ်သုံးစွဲခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ PDF စတင်ဖွဲ့စည်းထူထောင်ခဲ့တဲ့ယခုနှစ်မေလ5ရက်နေ့မှာ၄နှစ်မြောက်ဖြစ်ခဲ့ပြီးလဲဖြစ်ကအခုကာလအတွင်းထောက်ပံ့မှုမရရှိခဲ့တဲ့ တက်တချို့ NUG လက်အောက်မှာနှုတ်ထွက်ခဲ့တယ်လို့လဲဆိုပါတယ်ရှင်ဒီကနေ့မနက်ခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်